ားလုံးပဲမြင်တော့ပါခင်ဗျာအဲ့တော့ဒီသတင်းပေးချက်နဲ့ကြိုးဆိုပါရစေဒီနေ့အိမ်မှာပါချက်စားတယ်လဲဆိုလို့ရှိရင်စိတ်သားခင်းရင်ဒီချက်လို့လည်းခေါ်တယ်စိတ်သားငါပြီးချက်လို့လည်းခေါ်တယ်အဲခင်းကိုချက်စားပါရစေအဲ့ဒါအပြင်ကျွန်တော်တို့ရာသီစာဖြစ်တဲ့ကြီးရွယ်နယ်ပိနေသီးကိုမှအာချင်းဆက်လေးချက်စားပါရစေဒီခင်းတွေကိုလိုချက်တယ်ဆိုတော့ကိုရောဆက်ပြီးတော့မှကြည့်ရှုပြပါဦးခင်ဗျာအဲစိတ်သားငါပြီးချက်ချက်ဖို့အရင်ဆုံးစိတ်သားကိုအာပြုတ်မယ်ပေါ့နော်မပြုတ်ခင်ပါဆိုလို့ရှိရင်အရာသာလေးနဲ့ချင်းစုံစုလေးထည့်ပါမယ် ဒါကတော့ဇပလင်အဓာတ်ပြည့်ဆိုတာပေါ့နော်ဒါကတော့ချင်းတုံဖြူကိုအဲထောင်းထားတာပေါ့နော်ပြီးလို့ရှိရင်အဲစားထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်ဆမင်းပုံလေးထည့်ပါမယ်ဒါလေးကိုတန့်အောင်လို့ပြီးရှိရင်ကျွန်တော်တို့ရည်ထည့်ပြီးတော့မှဒါလေးကိုနှက်ထားလို့ရှိရင်တော့ပို့ပြီးတော့မှကောင်းတာပေါ့နော်အနည်းဆုံးနိုင်ဘူးလားနှက်ပြီးတော့မှအဲပြုတ်လိုက်လို့ရှိရင်ပို့ပြီးကောင်းပါတယ်ဒီထိမှာဘာထည့်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့အာတသားမှုန်ထည့်လို့ရှိရင်တသားမှုန်ပဲထည့်လို့ရတာပေါ့နော်ကျွန်တော်တို့မထည့်ဘူးလို့ပေါ့နော်မထည့်ဘဲနဲ့ဒါလေးကိုမှ နှက်ပြီးတော့မှပြုတ်ပါမယ်။အရသာနေပြီးနှက်ထားတဲ့စိတ်သားကိုပြုတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရေထည့်ပါမယ်နော်။ဒီရေထည့်ပြီးလို့ရှိရင်ကျွန်တော်ဒါလေးကိုမှနော်ဒီအသားနုရက်ထီပေါ့နော်ပြုတ်ပါမယ်နော်။ပိန်နေသီးနဲ့မကြီးရွယ်ဆက်ချင်ချင်ချက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ပိန်နေသီးကိုဒီမှာထည့်ပါမယ်။အာဒီမှာဆိုလို့ရှိရင်တော့ဒါလုံးချက်လေးချက်မှာပေါ့နော်။အဲတက်တုန်ဒီတက်တုန်အဖြူရုပ်သီး ခွဲချမ်းနဲ့ကျွန်တော်တို့ထောင်းထားတဲ့နှစ်ပါဒါတော့ခရမ်းကျင်တီထည့်ပါမယ်ပြီးရင်ကျွန်တော်တို့အာငပိလေးလေးနည်းနည်းထည့်ပါမယ်ပြီးရင်စနေမှုန်လေးနည်းနည်းထည့်မယ်နော်စားထည့်ပါမယ်โอเคပြီးလို့ရှိရင်စီလေးထည့်ပါမယ်နော်ဒီဓာတ်လေးကိုမချက်ခင်မှာစားပြီးနည်းထည့်ပါမယ် ပင်နေဒီနူးလို့ဆိုရင်ကျွန်တော်ဒီဆက်ကြည့်တော့ချက်ပါနော်โอเคဆူလာဘစ်တို့ရှိရင်ကျွန်တော်တို့နံပြာရည်လေးထည့်ပါမယ်နော်ပစုံချောင်းမှုန့်လေးနဲ့ထည့်မယ်နော်အဲဒီချိန်မှာခုနကစသားမှုန့်ထည့်လို့လေရတာပေါ့နော်ကျွန်တော်တို့မထည့်ဘူးပေါ့โอเคအဲ့လိုမှုမှုမှာကျွန်တော်တို့ပင်နေဒီနူးအောင်ဆင်မယ်ပင်နေဒီနူးအောင်ဒီမှာလို့ရှိရင်မှာအာမကြီးရွက်ကိုခတ်မှာပေါ့နော် ဒီဒီမှာတို့ရှိရင်ပိနေပြီးကနူးစားပြီးဒီဆိုလို့ရှိရင်တို့မကြည့်ရက်ထပ်ပါမယ်ကဲတို့ပိနေပြီးဒီတဲ့ပို့ပြီးတော့နူးသွားအောင်ဆက်ပြီးတော့မှဖြတ်ပါမယ်နော်ကဲပင်တိလည်းလူးပြီဆိုတော့ခါကြတော့ကျွန်တော်တို့မှုေးသွားအောင်မြို့ဒီစိမ်လေးအဲခတ်ပါနော် အဲတကယ်လို့ကိုကဒီမျိုးအရင်အများနဲ့မတိုက်ဆိုလို့ရှိရင်တော့ဒီလိုလေးအာ6ပါတီချက်လို့ရတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ကထမင်းထဲမှာထည့်ပြီးတော့မှနေပြီးတော့စမ်းပြီးတော့စမှာဖြစ်တဲ့အတွက်ကြောင့်အဲအရင်လေးဆက်ဆက်ပြီးနေချက်ပါတယ်နော်ကဲအဲဆိုရှင်ကြာပါဘူးနော် okay ဒီမှာဆိုရင်စိတ်သားကမြူးပြီးဆိုလို့ရှိရင်ဒါဘောမှာကျွန်တော်ခင်းနေပြီးနဲ့ရောပြီးတော့မှချက်ပါမယ်နော်စိတ်သားခင်းနေပြီးချက်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ပါတော့လဲဆိုလို့ရှိရင်အာဒီ KSS ကနေထုတ်ထားတဲ့ instant gravy powder ပေါ့နော်ဒါအတင်းချက် အာဟင်းအနှစ်မှုံပေါ့နော်ဒီထဲမှာလိုချင်တက်တွန်အာကုလာကဟင်းကမှုကြံနေအကုန်ပါထားပြီးသားအဲ့တော့သူဘာမှလုံးဝထဲစားမထူထောင်းစားလည်းမလိုဘူးပေါ့နော်ကဲဒါလေးကိုကျွန်တော်ချက်ပါမယ်နော်ချက်မဲ့အိုးကိုဒေရိုးကိုခိုင်းညင်ဒီလေးထဲပါမယ် KSS ကထုတ်တဲ့ instant curry powder ပေါ့နော်ဒါလို့ချင်အတင်းချဲအာဟင်းအနှစ်မှုံပေါ့နော်ဒါလေးကအာတကယ်ဆိုလို့ရှိရင်ဒါကအာကျွန်တော်တို့ ဟိုစီတက်ပြီးချက်မစလို့ရှိရင်ဒီအနှင်းပုံကမှရေနွေးနေနေနည်းနည်းဖြိုပြီးတော့မှစီတက်ရမှာပေါ့နော်တော်တင်လုံးချက်ဖြစ်တယ်ခင်းဒီမှာလည်းရေပါတဲ့အတွက်ကြောင့်ဒီထဲကိုပဲကျွန်တော် director လေးပါမယ်နော်သူ့ရဲ့ဒီအထုပ်မှာဆိုလို့ရှိရင်လည်းအညွန်းပါပါတယ်ဒီအညွန်းတိုင်းကြီးကျွန်တော်တို့အာချက်ယူမှာပဲနော်ကဲစီရီနဲ့ထည့်မှာပေါ့နော်စီထည့်ပြီးတော့မှလုပ်ချက်မယ်အရာသာကတော့ကျွန်တော်တို့အာနောက်မှတို့ရလာလို့ရှိရင်အရာသာလဲလို့ရပါတယ်နော် ဘလို့ तू ကဒီလိုမျိုးဒီစစ်တပ်ပြီးချက်မယ်ဆိုလို့ရှိရင်အာအာရင်ွေးလေးနဲ့ဖြိုရလဲဆိုတော့ခကြောင်စီမှုထဲမှာဒီအနှစ်မုံထည့်လိုက်လို့ရှိရင်အာကျွန်တော်တို့ကျွန်းသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီခုနကအနှစ်မုံကိုရေနဲ့ဖြိုခိုင်းတာရင်ွေးနဲ့ဖြိုခိုင်းတာပေါ့နော်ကျွန်တော်ကကြဒီမှာလုံးတက်တက်ဖြစ်တယ်ပြီးလို့ရှိရင်ခင်းဒီမှာလည်းရေပါတဲ့အတွက်ကြောင့်ရအောင်ကျွန်တော်ကလုံးဝရေဓာတ်တိုက်ချက်လိုက်တာပေါ့နော်ဒီလိုမျိုးလေးလုံးပြီးလို့ပြီးလို့ရှိရင်ကျွန်တော်တို့ကဒါဒီဒီထဲကိုမှကျွန်တော်ရေချက်လိုက်ပေါ့နော်ဒီထဲဒီမှာခင်းရင်ဒီလေးကိုကျွန်တော်တို့လူအောင်ချက်ပေါ့နော် ဒါပထမတည်းရမှာဆိုလို့ရှိရင်ကျွန်တော်တို့ခင်းရင်းယူပြီးမူအောင်ကျွန်တော်တို့ရေထည့်တာပေါ့နော်ပြီးလို့ရှိရင်စိတ်သားထည့်ပြီးလို့ရှိရင်ထပ်ပြီးတော့မှရေထည့်ခဲ့ပါမယ်ခင်းရင်းယူလေးတွေကိုခြေအောင်ကျွန်တော်တို့ဇွန်လေးနဲ့ကျွန်တော်တို့မျိုးပေါက်ပြပါမယ်နော်โอเคဒီမှာခင်းယူလေးတွေပြည်လာပြီဆိုလို့ရှိရင်စောစောကပြုတ်ထားတဲ့ကျွန်တော်တို့စိတ်သားထည့်ဝင်ပါမယ်နော်โอเคစိတ်သားပူပြီးနူးပြီးအောင်ဆိုလို့ရှိရင်ကျွန်တော်ရေလေးလေးနဲ့ထပ်ပြီးဖြစ်နော် ခင်ရည်ဒီကြည်ပြီးတော့မှစိတ်သားနိုးအိလာတဲ့ဒီဆက်ပြီးတော့မှချက်ပါမယ်။ Okay ဒီမှာခင်ရည်ကြည်ပြီးအစ်စ်တွေအရန်ကြပါရေပေါ့နော်။အာဒါဟိုမှကျွန်တော်ခုနမြည်လိုက်တဲ့ချိန်မှာအာနင်းလေးခေါ်ရဲ့အတွက်ကျွန်တော်မှစားလေးထည့်ပါမယ်နော်။စားထည့်ပါမယ်။ဒီကျွန်တော်နည်းနည်းလေးထည့်ပြီးချက်ပါမယ်နော်။အောင်မအသားပူနူးပြီးတော့မှနော်စီပြန်သွားတဲ့အခြေပေါ်ချက်တယ်ပေါ့နော်တကယ်လို့ဒီလိုမျိုးအဖြစ်ဖြစ်လေးအနေထားဆိုလို့ရှင်နေရတာပေါ့နော် တကယ်လို့တာရှိခံထားမယ်ဆိုလို့ရင်တော့ကျွန်တော်တို့ဒါပုံမှာစီပြန်ပြီးတော့မှ600အောင်ချေရမှာဖြစ်ပါတယ်โอเคဒီမှာဆိုလို့ရှိရင်စိတ်သားလည်းညူပြီပေါ့เนาะအနှစ်ဆိုလည်းပြစ်ပြစ်လေးဖြစ်ပြီးနောက်စီလည်းပေါ့တက်လာပြီဆိုလို့ရှိရင်ဒါဆိုရင်ရပါပြီเนาะဒါလေးကတော့စိတ်သားခင်းလीကြတယ်လို့ရှိရင်စိတ်သားနဲ့ပြီးချက်နဲ့အာတို့စားဖို့အတွက်မူလာဥဖြူကိုပြုတ်နေတာပါเนาะ ားတဲ့ဒီစိတ်သားနဲ့ခုနခင်ရင်းညီချက်ပေါ့နော်ဒီအစ်ကလေးကအရန်စားကောင်းတယ်သိလားအစ်ကလေးရဲ့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာစိတ်သားစိတ်သားဆိုတဲ့နုအင်းနာပဲနော်အဲ့ဒါကိုမှကျွန်တော်ကလည်းစားမယ်ဆိုလို့ရှိရင်ဒီမှာပိန်နေသည်နော်ပိန်နေသည်နဲ့ကျွန်တော်တို့ပကြီးရွက်ပေါ့ပကြီးရွက် ရွာမှာဆိုလို့တဲ့မကြီးရက်ကပြန်ခုလိုက်ရင်ကိုတင်လာတော့ကျွန်တော်ဈေးရက်ဝင်ရတာပေါ့နော်ဒီလိုမျိုးဆက်ချင်ကြလေရသလိုရှိရင်ကျွန်တော်တို့ဘာတင်လိုက်တယ်ဆိုလို့ရှိရင်ဒါကတော်တော်မြုပ်ပြီးလေလွင့်ကြော်ပေါ့နော်ဒီဒီလေလွင့်ကြော်တဲ့အညာခေါ်ပေါ့ဒါလေးကိုမှချင်းဒီခုနကဆက်ချင်ကြလေနဲ့ဆိုတော့အရင်လိုက်တယ်တော့ပင်းနေသည်နဲ့မကြီးနဲ့ဆက်ချင်ချက်ကိုမှဒီလိုမျိုးအဒီအညာမြုပ်ပြီးလေလွင့်ကြော်လေးနဲ့ဆိုလို့ရှိရင်အရင်ကမှစတာပေါ့နော်ပင်းနေသည်ဆိုမြုပ်ပြီးမဆက်တတ်ရဲမှတိုက် လူလူအိနာပဲနော်လူအိနာဆိုလို့မျိုးလူကြော်ရင်းနဲ့သမင်းလေးနဲ့တော့ဒီအနည်းကလေးနဲ့ညှဥ်စာစိတ်သားလုံးဝရှေ့လုံးဝလုံးဝညှိနှိုင်းလုံးဝမရှိဘူးနော်ဒါကြောင့်ဒီနှစ်လေးကောင်းလို့ဆိုလို့ရှိရင်ကျွန်တော်ဆိုတော့ပြောလို့ပဲ KSS ကထုတ်တယ်ကျွန်တော်တို့ဒီကာရီပါရာလိုလစ်ခေါ်တယ်ဒီအင်းချက်အနှစ်မှုန့်လေးကိုမတုံထားပါတော့အဲ့တော့စက်တုံပဲကျွန်တော်ထောင်းကြမလို့မြူကြီးထောင်းကြမလို့နော်